အားလုံးပဲမင်္ဂလာပါခင်ဗျာ။နှွေဦးမိသားစုဝင်အပေါင်းတို့ဤနှွေဦး Family YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုပါတယ်နော်။ဒီကနေ့မှတော့ကြပြာဆရာနိုင်မြန်မာရဲ့ကြပြာအချို့ကိုဖတ်ပြပေးပါရစေခင်ဗျာ။ကျွန်တော်နဲ့အတူတူ live ပါခံစားနားဆင်ပေးကြပါအောင်နော်။သူရဲကောင်းဆိုတာဂျိုးပေါက်နေတာမဟုတ်ဘူး။မြမာချင်းတွေညစ်ပတ်နေကြတဲ့တိုင်းကြီး မြမချင်းပေမဲ့ပြစ်တက်နေကြတဲ့တိုင်းပြည်မြမမင်းတွေနဲ့စစ်တပ်တွေဓမ္မမဲ့နေတဲ့တိုင်းပြည်မြမတွေစက်တမိမငိမ့်လိုက်ပုံကဌာနကိုဖြက်စီသိမ့်ပတ်ယုံမကမြမတွေပြက်စီကိန်းစိုက်ကုန်ကြတဲ့ဥပရိပါအာနာဇိုးတွေကြောင့်ယခုနေ့ခါဇာတာညှို့နေတော့ဘာညာတကိုးတွေလဲမပြနိုင်ကြတော့ပါဘူးခွေရက်တဲ့ ထညက်ခဲတွေပမာရနမွဲတွေခမြာလုံမပကုံညပါပေါ့မွေခံထိုက်သူမြမာတွေအတွက်အသေးခံတိုက်မဲ့သူတွေရှာဖွေလျက်ဓမ္မပြေမပြည့်ရအောင်ဆရာအသေးထွက်ရင် ထွက်ရစီတော့ကလောင်ထန်းငါဖြင့်ထောင်နှခန်းကိုခြေတော်တင်လို့စီတော်ဝင် စာတပုံကြီးရဲ့လို့မြမာကုံကြီးကျယ်ဖို့ငါလာတယ်တုံညတွေကို ရောင်တင်ဖို့ဘုံဘဝတွေအောင်မြင်ဖို့ဂုံဒနာတွေကို မောင်မခင်လို့မယုံရတွေကိုရှောင်ကျင်လို့နောင်ကျင်စရာတော်လန်ရေးကိုဖြင့်ငါရွေးခဲ့တယ်သူရဲကောင်းဆိုတာဂျိုပေါက်နေတာလည်းမဟုတ်ပါဘူးအရာရောက်လျှင်ဖြင့်မြမတယောက်အနေနဲ့တခါလောက်တော့တေဝွန်လူကြီးပါပဲငါမတီးခင်လေးမှာတော့ရာဇဝင်အကျွေး စက်ခဲ့မယ်နိုင်မြန်မာရှေးဖြစ်ဟောခြင်းလူတို့သည်ထိုနေ့မှစ၍ငါယုလွတ်လပ်ပြီဟုဟစ်ကြွေးကြကုန်၏ကာလရှိကြစွာပင်မန်တကြီးထမ်းပို့ထားခဲ့ကြရသောဝန်းနေကြီးကွဲခြင်းများကိုမြေပေါ်တို့ပြစ်ချလိုက်ကြကုန်၏တို့အခါမြေပြင်အနှံ့၌ ပန်းတို့ပွင့်ညကုန်၏လူတို့ဤရင်ပန်များတည်လဲတကားမရှိဓာမရှိဖြစ်၏ကြောက်ရခြင်းမှကင်းလွတ်ကြ၏လူတို့သည်မြေပြင်၌ပင်လျင် ကောင်းငင်ဘုံကို မျက်ဝါးထင်ထင် တွေ့မြင်ကြလိမ့်မည်ထိုနေ့ကကျွန်ုပ်တို့မြမပြည်ကြီး၏လွတ်လပ်ခြင်းနေ့အခါတမရသည်ကြပြဆရာ 难免吗？